ဒါလေးကကျမတို့ရှမ်ပူလုပ်ပါမယ်။အောင်မဲညို herbal shampoo လုပ်ပါမယ်။ butterfly fee butter butterfly pea herbal shampoo လုပ်ပါမယ်။ဒါလေးက made in thailand အထုပ်လေးပါ။ shampoo package အထုပ်လေးပါ။ဒီဟာလေးက လက်နိုလင်ထုတ်လေးပါလက်နိုလင်ဆိုတာကသပင်ပြော့စည်းလို့ခေါ်ပါတယ်ဒါပေမဲ့သူကသပင်ကိုပြော့အစင်းသွားအောင်လုပ်ပေးတဲ့အေဂျင့်မဟုတ်ဘဲနဲ့အာ N8000 ရဲ့ chemical ပြင်းအားကိုရှော့ချပေးတဲ့အေဂျင့်ဖြစ်ပါတယ်ရှင်ဒီက N8000 ပါဒီက CDEA ပါ ဒါလေးကကိုကိုဘီတိန်းမှာဒါလေးက preservative ပါဒီဟာကစားပါ NaCl လို့ခေါ်တဲ့စားပါသားက 60mm လောက်ပဲထည့်ရနော်ဒါလေးကဆာဆာကို तू 60mm လောက်ပဲထည့်တယ်ဒါဒီဒါလေးက S sodium lauryl sulfate SLS လို့ခေါ်ပါတယ်ဒီဟာလေးကကြီးကျွတ်အောင်လို့သူကထည့်ပေးထားတာပါသူက chemical ပြင်းစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မဒါလေးကိုမထည့်ပါဘူးရှင်ကျွန်မဒါလေးကိုမထည့်ဘူးเนาะဒါလေးอ่ะစားပါသူက 60g ပဲပါပါတယ်ရေကပြုတ်ရေက3လီတာခွဲလောက်ကိုသူသူ့ကို 60g လောက်ပဲထည့်ပါတယ် ဗိုက်တာမင်ဗိုက်တာမင် B5 ပါ 5g ပဲထည့်ပေးထားပါတယ်ကျမကအထပ်ထည့်ပါမယ်ဒါလေးကအယောင်လေးပေါ့နော်ကျမဒီအယောင်မထည့်ပါဘူးကျမရဲ့အောင်မဲညိုရဲ့အယောင်ကအပြာရောင်ဖြစ်နေပါအောင်မဲညိုရဲ့နဲ့ဟာဘော်ဒီလေးလေးတွေရဲ့အယောင်ကသူ့ရဲ့ original color လေးနဲ့ပဲသုံးကျင်တဲ့အတွက်ကြောင့်မို့လို့ကျမဒီအယောင်လေးကိုမထည့်ပါဘူးကျမဒီထုတ်ထဲမှာမထည့်တာတွေကဒီသုံးမျိုးမထည့်ပါဘူး ဒီထဲကို N8000 ဖောက်ထည့်ပါမယ်ဖောက်ထည့်ပြီးမှုရာခြည်တာလုပ်ပါမယ်ဖြော်မဲ့ဘုံကတန့်ရှင်းရပါမယ်နော်ဆက်ပြန်နဲ့ဆေးထားတဲ့အပြင်ကိုမှအယ်ကိုဟောနဲ့ပြန်ပြီးတော့မှပိုးတက်ရပါမယ်စတိုင်လုပ်တယ်လို့ခေါ်တယ်နော် okay n 8000ကို မှွေမယ်ခြေမယ်ချူခွေးပါတယ်ခြေခြေပါမယ်အဲ့လိုမှွေပြီးတော့ခြေမှာဒီမှာပျော်ဝင်မှုအားကောင်းမှာပါမဟုတ်ရင်သူကဒီမှာပျော်ဝင်ဖို့ခဲခဲရင်းပါလေ हुए थे हवा set đi mùi v à จะมาเล่นในหูยามา လက်မတန်တဲ့ခါကျတော့ဆက်နေမှုရပါပြီးရင် CD ရေးထည့်ပါမယ်။ ကိုဗီဒိန်းထည့်ပါမယ်ကိုကိုဗီဒိန်းထည့်ပါမယ်ဗိုက်တမင် B5 ထည့်ပါမယ် ဗီတာမင် B5 ဆိုတာသူကဒီလိုအမှုံလေးတွေပါဗီတာမင် B5 ကနေရောကျွန်မတက်ခဲ့ပါမယ်။ကျွန်မမှာရှိရဲ့ဗီတာမင် B5 ပါ။ကျွန်မမှာရှိရဲ့ဗီတာမင် B5 ကနည်းနည်းလေးမွိုက်ချဲဝင်သွားလို့ဆိုသွားတာเนาะအဲ့ဒါလေးထည့်ပါမယ်။ ြင်ဆက်ပြီးမှုရပါမယ်။ဒီပြင်ကျန်တဲ့အရေးလေးတွေထည့်ပါမယ်။ vitamin E ထည့်ပါမယ် vitamin E ကခုနအထုပ်ထဲမှာမပါပါဘူးထိုင်းရလာတဲ့ package အထုပ်ထဲမှာ vitamin E မပါဘူးเนาะကျွန်မကွက်ကိုထည့်တာပါဖတ်ပြန်လောက်ရှိမယ်เนาะသူ့ထုပ်ထဲမှာပါတဲ့ preservative လေးထည့်ပါမယ် PG7 ထည့်ပါမယ်။ PG7 ထည့်ပါမယ်။ အလုံးပြောင်းဝင်သွားပြီဆိုတော့ဒီထဲကိုနောက်ဆုံးကြမှာစားထည့်ပါမယ်เนาะ အလုံးပြုံဝင်သွားပြီးမှစားထည့်တာပါရှင်။ ထည့်လိုက်တဲ့ခါကျတော့မှုရတာလေးလာတယ်နော်။စားထည့်လိုက်တော့ပြစ်သွားတဲ့အတွက်ကြောင့်မလို့မှုရတာလေးပြီးလေးလာပါတယ်ရှင်။ ရှိနှက်မှာဆိုတော့ဒီမှာကတ်နေတဲ့ဓာတ်နေမှာကတ်နေတဲ့ဟာလေးတွေဟုတ်ရောရောသွားအောင်လို့ဓာတ်နေမှာကတ်နေတဲ့ဟာလေးတွေကိုရောသွားအောင်လို့ဟိုရအောင်နေ butterfly bee အနံ့လေးထည့်ပါတယ် peppermint အနံ့လေးထည့်ပါတယ် rosemary အနံ့လေးကြိုက်လို့ rosemary အနံ့လေးနည်းနည်းထည့်ပါမယ် ဲ့အားလုံးစုံသွားပါပြီဒီဟာကိုအမြုပ်ငင်ငယ်ထိ2ရက်3ရက်လောက်ထားရပါမယ်ကဲအမေညူဟာဘယ်ရှမ်ပူလေးရပါပြီအမေညူဟာဘယ်ရှမ်ပူလေးရပါပြီ အဲ့ဒါလေးကိုနှခမ်းလေးကိုပန်းရှင်းရေးလုပ်ပါမယ်နှခမ်းလေးကိုပန်းရှင်းရေးလုပ်ပြီးတော့ rapid flame လေးနဲ့အုပ်ထားပါမယ်ဒီ rapid flame လေးနဲ့အုပ်ထားပါမယ် ကဲရပါပြီ rapid film rapid film လေးနဲ့အုပ်ထားပါတယ်ဒါကိုနောက်3ရက်4ရက်နေလို့အမြုပ်တွေငြိမ်ကျသွားပြီဆိုလို့ရှိရင် pH level လာတိုင်းပြပါမယ်เนาะ